ရှင်သာတိဗုဒ္ဓရာကိုရောမြတ်ကြီးပြောခဲ့တဲ့အသေးကောင်းဒီ6မျိုးဆိုတာလေးကိုအချင်းချုပ်ပြီးတော့ပြောမယ်။ဟုတ်လား။ဒါကမဖြစ်မနေဘုံတို့ရင်ဆိုင်ဖြတ်တန်းကြရမယ်အခက်အခဲတစ်ခုအတွက်နော်ဤမျိုးစုံနဲ့ပြည်လေအောင်စူးစမ်းအထုတ်လို့ရတဲ့ပုံကိုယ်တွေအတွက်သိထားတဲ့အကြောင်းအရာလေးတွေပေါ့။နော်။အဲ့ဒါဘုံတို့ဆက်ကနိဗ္ဗာန်အင်္ဂုတ္တထဲမှာဗဒကတုတ်တံဆိုပြီးတော့လာနော်ဗဒကဆိုတာကောင်းမြတ်တဲ့သဘောပေါ့။ဘာကောင်းတာတော့လို့မေးအသေးကောင်းတဲ့သဘောကိုရည်ညွှန်းတာ။ အဲ့ဒီမှာရှင်သာရိပုတ္တရာယဟန်တွေကိုဟောတာနော်ကိုကိုကိုအသေးဆိုးအောင်လုပ်နေတဲ့ယဟန်တွေရှိတယ်တဲ့ဒါယဟန်တွေကိုဟောတဲ့တရားမဟုတ်လို့ဘလို့ပုဂ္ဂိုလ်မျိုးတုံဘလို့ယဟန်မျိုးတုံနော်အသေးမကောင်းတာကိုအရင်ပြောတာသူကဟုတ်လားကမ္မာရာမောတဲ့နော်အရေးမပါတဲ့အလုပ်တွေနဲ့အချိန်ကုန်းနေတာကိုပြောတယ်ဟုတ်လားနော်သူတော်ကောင်းတရားအလုပ်သူတော်ကောင်းတရားကိုတည်ဖို့အလုပ် နော်ဒီကုသိုလ်ရေးအလုပ်ဒီအလုပ်တွေရလွယ်လို့ကြံတဲ့အလုပ်တွေရဲ့ပုံမှာစိတ်ဝင်စားပြီးတော့ဟိုဟာလေးလှုပ်လိုက်ဒါလေးလှုပ်လိုက်ဘာလေးလှုပ်လဲမေမေရရပြရရမရှိဟုတ်လားအဲ့လိုမျိုးနော်မထိရောက်တဲ့ပိတ်တံဘူးမရှိတဲ့ခုနစကလုံးမကောင်းပါလေအရေးမပါတဲ့အလုပ်ဆိုတာအကောင်းဆုံးပါဟုတ်လားအရေးမပါတဲ့အလုပ်တွေကိုလှုပ်ရင်းနဲ့ဘာလုပ်နေရတော့အချင်းကုန်းနေတာအဲ့ဒါကိုကမ္မာရာမောကမ္မာရတောအမှုကိစ္စအသက်မှာမွေ့လျော်တဲ့အမှုကိစ္စအသက်လှုပ်နေရတော့ပြောနေတဲ့ဒါကိုစိတ်ဝင်စားနေတယ်အဲ့လိုလူမျိုးဟာ အသေးဆိုးလိမ့်မယ်လို့ပြောတယ်။ဟုတ်တယ်။အသေးကောင်းဖို့အလုပ်ကိုသူပြစ်ထားပြီးတော့တန်ဖိုးမရှိတဲ့အရင်ပါတဲ့လုပ်တွေနဲ့အချိန်ကုန်နေတဲ့အတွက်ကြောင့်အသေးဆိုးနိုင်တယ်ပေါ့။နောက်ဒုတိယမှာတော့ဝတ္တာသာမောတဲ့စကားပြောတာပြောနေတာ။ပြောရင်ပြင်ကိုမပြင်ဘူးစကားပြင်ပြောနေရမယ်ဆိုလို့ရှိရင်အချိန်ကုန်လို့ကုန်မမသိဘူး။ဟုတ်လား။အဲဒီစကားပြောတာကိုပြောတဲ့လူကသူကိုနိုင်ကသိမ့်မသိဘူး။သူကပြောချင်နေတာဆိုတော့ဘေးကကြားတယ်သူကသိတယ်။ဟဲ့ဒီလူအတန်လည်းမြင်းနှံကြားနေပါလားဆိုတာဟုတ်လား။ နော်အဲ့ဒါစကားပြောတဲ့နေရာမှာပြောမှုနေလို့ရှိရင်လည်းပဲအသေးဆိုးတဲ့တည်းတဲ့။နောက်နေတာသာမောတဲ့အိဆက်ချဲပါပြောမှုနေ။အိဖို့ပဲစ조사နေတာ။အိရင်ဘယ်တော့မှပြင်းတယ်လို့မရှိဘူး။ဟောအိဖဲအိချင်နေတယ်။ဒါလည်းပဲဟိုမစမ်းနဲ့နော်။သူကလည်းပဲစွဲတယ်။အိချင်ရတယ်ဟုတ်လား။အိနေကြအချင်းလေးဆိုရင်ဘာလို့ချင်လဲ။အိချင်နေတာ။ဒါလည်းအသေးဆိုးတဲ့တည်းတဲ့။နောက်သင်္ကနိကာသာမောတဲ့အပေါင်းအသင်းမှမွေးလျော်လား။ အခြေဆက်တွေများနေတာဟိုလူလည်းသိဒီလူလည်းသိဟာဟိုလူကိစ္စဒီလူကိစ္စတွေအကုန်လုံးသူကောင်းထဲမှာရှိဘာဘာတွေဖြစ်နေလဲအပေါင်းအသင်းမှာမွေးလျောနေတာအဲ့ဒါအသေးဆိုးတဲ့တဲ့နောက်တန်တက်ကာရာမောနှီးနှုံးမှုမှာ ပြောင်းမွေးတယ်ပိုးပြီးတော့သူကတော့နီးဆက်သွားတယ်အပေါင်းအသင်းတွေမကောက်ဘူးသူကတော့အများကြီးပဲသူ့ရဲ့အတိတ်ပဲပိုးပြီးတော့ကျေပြန့်တယ်နှီးနှုံးမှုပတ်သက်မှုဆက်ဆက်မှုတွေသူအလွန်များတယ်အဲ့ဒါတွေနဲ့ပြောနေတယ်တဲ့ဒါလည်းပဲအသေးဆိုးရဲ့အကြောင်း နောက်ပပင်စာရာမောတဲ့ပပင်စာတရားမှာပြောမွေ့နေလူလက်အသေးဆိုးတဲ့တည်းပပင်စာတရားကြားဝင်နော်ဗာလေးတော့တဏမာနာဒိဋ္ဌိဟုတ်လားတဏမာနာဒိဋ္ဌိငါဆိုတဲ့အမြင်ဒါဒီအမြင်နဲ့နေရတာနှစ်သက်ငါဥစ္စာတွေဆိုတဲ့အမြင်နဲ့နေနေတာနှစ်သက်ငါဆိုတဲ့အထင်ရောက်မှုတစ်ခုနဲ့နေနေရတာကိုနှစ်သက်ဟုတ်လားအဲ့ဒီလိုမျိုးပပင်စာတရားမှာပြောမွေ့နေတဲ့ပုံစံတွေကလည်းအသေးဆိုးတဲ့တည်း ဲ့ဒါကိုအသေးကောင်းကျင်တယ်ဆိုလို့ရှိရင်ဒီတရားတွေဆန့်ကျင်ဘက်ဖြစ်အောင်ကြိုးစားရမယ်။အကယ်၍သာဘုမနောကအမှုကိစ္စမှာပြောမွေ့နေမယ်၊စကားပြောမှုမှာပြောမွေ့နေမယ်၊အိဆက်ချင်းမှာပြောမွေ့နေမယ်၊အပေါင်းအသင်းမှာပြောမွေ့နေမယ်၊ရောနှောချင်းမှာပြောမွေ့နေမယ်၊ပပိစတရားတွေမှာပြောမွေ့နေမယ်ဆိုရင်နဗတ္တကမရဏဟောတိနဗတ္တိကကာလကိရိယာအဲ့ဒီပုဂ္ဂိုလ်အသေးမကောင်းနိုင်ဘူး၊အဲ့ဒီပုဂ္ဂိုလ်ကွယ်လွန်ခြင်းဟာမကောင်းနိုင်ဘူးလို့ပြောတယ်။ဟုတ်လား။ဒါကြောင့်အသေးကောင်းခြင်းဒီဆိုရတဲ့ အနေထား6မျိုးဘာလို့ရမှာလို့ရှောင်ကျင်ရမှာနော်နာကမာရာမတာဟုတ်လားအမှုကိစ္စအသက်မှာမွေးလျော်တဲ့သဘောနည်းအောင်လုပ်ရမယ်ငါလူရင်းလောက်ကဘာလဲဆိုတော့မျက်ခြေမပြက်အောင်ပေါ့နော်ဆိုလိုတာဟုတ်လားပြီးတော့ပါတော့နာဘတ္တာရာမောစကားပြောမှုမှာမပြောမွေးအောင်ကြိုးစားရနာနေတာရာမောအိပ်ဆက်ခြင်းမှာမပြောမွေးအောင်ကြိုးစားရမယ်နာသင်္ကနိကာရာမောနာအပေါင်းအသင်းမှာမပြောမွေးအောင်ကြိုးစားရမယ်နာတန်တက်ကာရာမော ရောနှိုးခြင်းမှာမပြောမှုအောင်စူးစမ်းရမယ်။နပပင်စာရာမောနပပင်စာတရားမှာမပြောမှုအောင်စူးစမ်းရမယ်။ပပင်စာတရားမှာမပြောမှုမပြောမှုခြင်းမှုဆိုရင်တော့မင်းကွန်းဆိုလို့ရေးတဲ့ဟိုဝိပဿနာလင်္ကာကိုအမြဲတမ်းရွတ်ကြည့်နေ။နှစ်ချုပ်လေးပါတွေ့တော့ငါငါဥစ္စာငါလေးပြတော့ဘာတခုမှမဟုတ်ကြသည်ဓမ္မတတ္တပါဒကားဆိုတာအဲ့ဒါပပင်စာတရားကိုခွာနေတာပဲ။ဟုတ်တယ်မို့လား။အမတို့မနေ့တိုင်းရွတ်ရွတ်နေတယ်။နေတ္တမမနေသောဟာမသမီနမေသောအတ္တဆိုအဲ့ဒါပဲလေ။ ဟုတ်လားဒါရီယာငါဟာမဟုတ်ဘူးဒါရီယာငါမဟုတ်ဘူးဒါရီယာငါလို့ထင်လောက်เสียအရာတွေမဟုတ်ဘူးလို့တဏမာနဒိဋ္ဌိကိုခွာခိုင်းတဲ့ဒေသနာတွေအဲ့ဒါတွေကကိုရွတ်နေတဲ့ဟာရဲ့အတိတ်ပဲလေကိုယ့်အကူသိအောင်လေဂျူပန်းအထုတ်ဖို့လိုသေးတယ်နော်ဟုတ်လားအေတမမအေသောဟာမသမီအေသောမီအတ္တဒါမှားနေတယ်နော်အဲ့ဒီအမြင်တွေကဟုတ်လားငါငါဥစ္စာငါလိပြဆိုတဲ့အမြင်တွေနဲ့နေနေတာအဲ့ဒါပပင်စာမှာပြောမွေးတာနော်နေတမမနေသောဟာမသမီနမေသောအတ္တ ဧဝမေတ္တယထာဘုဒ္ဓတမ္ပညာယတထပံဟုတ်လားဒါကမှမှန်ကန်တဲ့အမြင်မှန်ကန်တဲ့အသိနော်အဲ့လိုမျိုးဘုံဘုံတို့ကြိုးပမ်းအထုတ်နိုင်မယ်ရှိလို့ရှိရင်ဗဒကံမရဏဟောတိဗရိကာကာလကိရိယာအဲ့ဒီပုဂ္ဂိုလ်ရဲ့သိခြင်းကကောင်းလိမ့်မယ်အဲ့ဒီပုဂ္ဂိုလ်ရဲ့ဝင်လွန်ခြင်းကကောင်းလိမ့်မယ်လို့ဒါကပဇုရဲ့အမြင်လေရှင်သာရိပုတ္တရာကိုရမြတ်ကြီးရဲ့အမြင်အဲ့ဒါမြတ်စွာဘုရားကဒီသိခြင်းနဲ့ပတ်သက်ပြီးတော့ကောင်းသောသိခြင်းဖြစ်အောင် ကွယ်လွန်ခြင်းနဲ့ပတ်သက်ပြီးတော့ကောင်းသောကွယ်လွန်ခြင်းဖြစ်အောင်အနာတမင်တတိယကြီးကိုဟောခဲ့တဲ့တရားတစ်ပုဒ်ရှိအဲ့ဒါလေးကိုလည်းဘုမောကပြောခြင်းဟုတ်လားအသေးကောင်းဖို့အတွက်အသေးမဆိုးဖို့အတွက်ကြိုးပမ်းအထောက်တဲ့နေရာမှာနော်အများကြီးအထောက်အကူပြုမဲ့ဒေသနာလေးတွေလို့ဆိုရမယ်နော်အင်္ဂုတ္တပါဠိတော်တိကန်ဒီပတ်ထဲမှာအရခိတုတ်အရခိတသုတ်တံဆိုပြီးတော့နော်ဘုမောတို့ထင်ရှားတယ်အဲ့ဒီသုတ်တံမှာမြတ်စွာဘုရားအကြောင်းဥက္ကုံဆောင်လာတဲ့အနာဘင်အနာတဘင်တတိယကြီးကိုဟောတယ် စိတ်တေကပတိအရခိတေကာယကမ္မံပိအရခိတံဟောတိဝစီကမ္မံပိအရခိတံဟောတိမနောကမ္မံပိအရခိတံဟောတိဟောတကာကြီးတဲ့စိတ်ကိုမစောင့်ရှောက်ဘူးဆိုရင်ကာယကမ္မစီကမ္မနောကနောကံသုံးပါးကိုစောင့်ရှောက်ထားတယ်လို့မဆိုနိုင်ဘူးတဲ့စိတ်လွတ်ထားတဲ့ပုဂ္ဂိုလ်ရဲ့အပြောတွေအလုပ်တွေအတွေးတွေဟာလည်းပဲနောက်ထိမ့်သိမ့်ထားတယ်လို့မဆိုနိုင်ဘူးတဲ့ဘယံမလာပဲဖြစ်မယ်ပေါ့နော်အဲ့ဒါလို့ဆိုရင်သူ့ရဲ့ကာယကမ္မစီကမ္မနောကနေဟာဘာဖြစ်လာမလို့ နော်ဆူဆွလိုက်မယ်တဲ့အဝတုတံဟောတိဒေသနာလေးကိုခွန်းဆက်ကလေးမိအောင်နားထောင်ဟုတ်လားစိတ်ကိုမစောင့်ရှောက်ရင်ကာယကံမရှိကံမနောကံကံသုံးပါးစောင့်ရှောက်တယ်လို့မဆိုနိုင်ဘူးကံသုံးပါးကိုစောင့်ရှောက်မထားဘူးဆိုရင်အဲ့ဒီကံသုံးပါးဟာလောဘဒေါသမောဟဆိုတဲ့နော်ကိလေသာမိုးရီတို့ဖြင့်ဆွဆွလိုက်မယ်ဒါဆိုရင်အဲ့ဒီကာယကံမရှိကံမနောကံတို့သည်ပုတိကံပုတ်ဆွေးလိုက်မယ်တဲ့ဆွဆွပံများလာလို့ရှိရင်ပုတ်ဆွေးလိုက်မယ်အဲ့လိုကံသုံးပါးမကောင်းတော့ဘူးပုတ်ဆွေးတယ်ဆိုတာဒုစရိုက်တရားတွေဖြစ်တာကိုပြောတာ မကောင်းမှုတွေဖြစ်သွားပြီဆိုတာကိုပြောတယ်ဟုတ်လားအဲလိုပုတ်ဆွေးလာပြီဆိုလို့ရှိရင်တော့ဒီပုဂ္ဂိုလ်ရဲ့နော်တေဆုံခြင်းဟာကောင်းသောတေဆုံခြင်းမဖြစ်နိုင်တော့ဘူးကွယ်လွန်ခြင်းဟာလည်းကောင်းသောကွယ်လွန်ခြင်းမဖြစ်နိုင်တော့ဘူးတဲ့နဗတ္တကံမရဏံဟောဒီနဗတ္တိကာ ကာလကိရိယာသူလည်းအဲ့တိုင်းပဲဟောဟုတ်လားဒါလည်းပဲသဘာဝကြကြစဉ်းစားကြည့်ရင်အလွန်ကိုပဲနော်သဘာဝကြတယ်သဘာဝဆိုင်တယ်လို့ဆိုရမယ်လူတယောက်မဟုတ်တာတွေလောက်တာတွေများတယ်မဟုတ်တဲ့အပြောတွေများနေတယ်အတွေးတွေလည်းမဟုတ်တာတွေများနေဆို အလွန်ကိုပဲသူ့ရဲ့ဒီကံတို့မှာသူ့ရဲ့ဘဝအဖြစ်နေပြီတော့ညှဉ်းနှွမ်းနေပါတော့တေဂာနီမှာကောင်းတဲ့စိတ်နဲ့ဘလို့မှသူတေဖို့မလွယ်ဟုတ်လားဘာဖြစ်လို့သူ့ရဲ့စိတ်ကအဲ့လိုဒုစရိုက်တရားတွေနဲ့ပုတ်ဆွေးညှဉ်းနှွမ်းသွားတာတော့ဆိုတော့လောဘဒေါသမောဟတွေစွဆွဖန်များလို့ဘာလို့လောဘဒေါသမောဟတွေကစွဆွတာလဲဆိုတော့ तू စောင့်ရှောက်မှုမရှိဘူးထိမ့်သိမ့်မှုမရှိဘူးဒီကံနေပေါ့ဟုတ်လားဘာလို့စောင့်ရှောက်မှုထိမ့်သိမ့်မှု မရှိတာလဲဆိုတော့ तू စိတ်ကလေးကိုလွတ်တာလို့ အအညာလေးကိုဘုံဘုံတို့အဓိကအရေးပါတဲ့တော့ချက်ကိုမြင်ဖို့လိုတယ်ဟုတ်လားစိတ်ကိုလွတ်ထားရင်ကံသုံးပါလွတ်ထားရအောင်မယ်လွတ်ထားရင်ဆွဆွမယ်ဆွဆွရင်ပုတ်ဆွေးမယ်ပုတ်ဆွေးရင်အဲ့ဒါဒီဘဝတံပိုးမဲ့တဲ့အတွက်ကြောင့်တေဂာနေမှာသူဆွဆွဝါဝဆုံးသတ်ရလိမ့်မယ်ဒါမျိုးတာဟုတ်လားအဲ့တော့မြတ်စွာဘုရားဥမာဘလို့ပေးတော့အိမ်တိမ်ကိုတဲ့အိမ်တလုံးကောင်းကောင်းမိုးမထားဖို့ဆိုလို့ရှိရင်အဲ့ဒီခေါင်ကိုလည်းစောက်ရှောက်ထားတယ်လို့မဆိုနိုင်ဘူးအကာတွေအခင်းတွေတိုင်တွေ ဘယ်ရာဘယ်စိတ်ပိုင်းကိုမှစောင့်ရှောက်ထားတယ်လို့မဆိုနိုင်ဘူး။ဘာဖြစ်လို့တော့ကောင်းကောင်းမိုးမထားဘူးဆိုရင်မိုးရွာတိုင်းယိုတော့မယ်။မိုးဆူတော့မယ်။မိုးဆူပါများလာရင်ဒီအစာအုပ်ရဲ့အစိတ်ပိုင်းတွေအကုန်လုံးဟာဘာဖြစ်သွားမှာတော့ဆွေးမြေသွားမယ်။မကြခင်မှာပဲသူကရိုင်းလဲသွားမယ်ပျက်စီးသွားမယ်။အဲ့ဒါနဲ့ဥမာပေးရအောင်။ဒါကြောင့်စိတ်ဆိုတာခန္ဓာအိမ်ရဲ့အမိုးပဲဆိုတာကိုဖုန်းဖုန်းတို့နားလည်ဖို့လိုတယ်။သူ့ကိုကောင်းကောင်းမမိုးနိုင်ဘူးဆိုတာနဲ့ခန္ဓာအိမ်ကဘာဖြစ်သွားမှာတော့အဆင့်ဆင့်ယိုရင်းပျက်စီးသွားမှာနော်။ပထမအဆင့် ်ဆွဆွမဲ့ဒုတိယဆင့်ပုတ်ဆွေးမဲ့တတိယဆင့်ရိုင်လဲဖို့ပဲရှိတော့တယ်ဟုတ်လားအသေးမကောင်းဘူးဆိုတော့အဲ့ဒါရိုင်လဲတော့တာပဲနော်ဒါကြောင့်ကိုယ့်ဘဝကိုတတိငိငိအဆုံးသတ်ချင်တယ်ဆိုလို့ရှိရင်ကံသုံးပါးကိုမလုပ်ရမှာတော့မပုတ်ဆွေးအောင်ကြိုးစားရမပုတ်ဆွေးဖို့ဆိုရင်မဆွဆွဖို့လိုတယ်မဆွဆွဖို့ဆိုရင်စောင့်ရှောက်ထားဖို့လိုတယ်စောင့်ရှောက်ဖို့ဆိုရင်အဓိကဘာကိုစောင့်ရှောက်ဖို့လိုတော့စိတ်ကိုစောင့်ရှောက်အောင်ပဲအဲ့ဒါမြတ်စွာဘုရားကတော့နော်တမျိုးတည်းတစ်ခုတည်းပဲဟောလိုက်တယ်လို့တောင်းဆိုနိုင်တယ်နော်အသေးကောင်းကျင်တယ်ဆိုရင်အဓိကဘာလို့လဲ ကိုယ်စိတ်ကိုစောင့်ရှောက်ရမယ်။နော်။ဘာလို့စောင့်ရှောက်ရမလဲဆိုတော့စိတ်ကအလွန်မပျက်စီးလွယ်တယ်။လောဘဒေါသမောဟဖြစ်တယ်ဆိုတာစိတ်ပျက်စီးတယ်လို့ဒီနေရာမှာဘုံဘုံကကြီးညွှန်းတာဟုတ်လား။အာယုန်နေတဲ့တွေ့တိုင်းတွေ့တိုင်းမကျေနပ်စရာတွေ့ရင်ဒေါသဖြစ်တယ်။မမောစရာတွေ့ရင်လောဘဖြစ်တယ်ဟုတ်လား။ဒီတိုင်းပဲဘာမှကိုမသိလိုက်ဘူးဆိုရင်မောဟကတော့အခြေခံဖြစ်နေတယ်။ဟုတ်လား။အဲ့ဒီလိုဖြစ်တိုင်းဖြစ်တိုင်းဘုံတို့ရဲ့စိတ်ဟာမဖြစ်နေတော့ပျက်စီးနေတယ်၊ယိုယွင်းနေတယ်။ဟုတ်လား။အဲ့လိုပျက်စီးမှုယိုယွင်းမှုမရှိအောင်ဒီစိတ်ကို မြတ်စွာဘုရားဒီမှာစောင့်ရှောက်လို့ပြောတော့ဘာနဲ့စောင့်ရှောက်အောင်မတော့ဆိုတော့တိနဲ့စောင့်ရှောက်ဟုတ်လားဘာနဲ့စောင့်ရှောက်မလို့တတိနဲ့စောင့်ရှောက်ပဲတတိဆိုတာကဖြစ်နေတဲ့သဘာဝကိုတိနေတဲ့သဘောအတိအမပြုတ်နေတဲ့သဘောကိုဘာခေါ်တော့တတိဟုတ်လားအဲ့ဒါပြောရရင်ကိုယ်ခန္ဓာမှာဖြစ်နေတဲ့သဘာဝတရားတွေရဲ့ပုံမှာအမှန်ကအောက်မေ့မှတ်ရဝင်လေထွက်လေကစပြီးတော့သိအောင်မြတ်စွာဘုရားလေ့ကျင့်ခိုင်းတာမရှိဘူးလားရှိရနော်အဲ့လိုတတိတအားပါများလို့ရှိရင် တတိထားတဲ့အချိန်တိုင်းမှာဝရိယလည်းပါတာပဲဝရိယမရှိရင်တတိယဖြစ်ကုန်မဖြစ်ဘူးဟုတ်လားအဲ့တော့တတိထားနေတဲ့အချိန်မှာဝရိယပါတယ်အဲ့လိုထားတဲ့ချိန်ပန်းအချိန်ရေးအတွက်များလာလို့ဆိုလို့များလာပြီဆိုရင်တည်ငြိမ်မှုတမာတိလည်းပါလာတယ်ဟောတတိဝရိယတမာတိဖြစ်လာနော်အဲ့ဒါကိုမဲ့ခင်ရှင်ပါရှုတော်ကကြည့်မယ်ရှင်ဘာလို့ခေါ်တော့တမာတိမဲ့ခင်သုံးပါဟုတ်လားစဉ်းစားနော် အဲ့လိုမျိုးဘုံဘုံတို့တတိနဲ့ဝရိယနဲ့တမာတိနဲ့အထိုက်လေးရောက်တင်းငိမ့်လာပြီးကြိုးပမ်းအထုတ်နေဆိုတဲ့အနေအထားမျိုးရောက်လာပြီးရှင်သူ့ရဲ့အသိသူ့ရဲ့အမြင်သူ့ရဲ့အတွေးသူ့ရဲ့အကြံအဲ့ဒါတွေကလည်းမှန်းလာတမာတိတိတမာသင်္ကပ္ပပါနော်မတိမြဲမှုကိုသိလာတယ်မတိမြဲမှုကိုကြံစီတက်လာတယ်ဩဖြစ်ချင်းတရားတွေကဒီလိုပါလားတမာသင်္ကပ္ပကိုလည်းတံပိုးထားတတ်ဖို့လိုတယ်နော်တမာဒိဋ္ဌိကိုပဲတံပိုးထားလို့မရဘူးတမာသင်္ကပ္ပကိုလည်းတံပိုးထားဟုတ်လားကိုယ့်ရဲ့ နော်တိုင်းဝိုင်းပြီးတော့ကြံစည်နေတဲ့တွေးတောနေတဲ့သဘောတွေဟာမှန်ကန်ဖို့လိုဟုတ်လားအဲ့ဒါဆိုလို့ရှိရင်သောတမ္မာဒိဋ္ဌိကိုလည်းဘာလို့မလို့အားပြုမယ်မှန်ကန်စွာတွေးတဲ့အခါမှန်ကန်စွာကြံတဲ့အခါမှာမှန်ကန်စွာ မြင်သွားတယ်နော်အဲ့ဒါပါခေါ်တော့ပညာမဲ့ခင်နှစ်ပါးမဲ့ခင်၈ပါးထဲမှာနောက်သီလမဲ့ခင်၃ပါးထဲလိုက်ရင်ဘာဖြစ်သွားတော့မဲ့ခင်၈ပါးဖြစ်သွားရနော်ဒါကြောင့်ကိုယ့်ရဲ့စိတ်ကိုထိန်းဖို့ရသော်ဗျာတော့နော်ဥမာလေးနဲ့လှလပပလေးပြောတဲ့တုတ်တန်တစ်ခုရှိတယ်အဲ့ဒါပါတော့ဆိုတော့ စိတ်ဆိုတာမြေအိုးတစ်လုံးလို့လေခန္ဓာကိုယ်မှမြေအိုးလို့မြတ်စွာဘုရားဟောတာမဟုတ်စိတ်ကိုလည်းမြေအိုးလို့ဟောတယ်ခန္ဓာကိုယ်မြေအိုးလို့ဟောတာပျက်စီးလွယ်လို့ရုပ်ပိုင်းဆိုင်ရာဖောက်ပြန်လွယ်လို့မြေအိုးလို့ဟောတာစိတ်ကိုမြေအိုးလို့ပြောတာလည်းပဲလောဘဒေါသမောဟဖြစ်လွယ်လို့တုံလှုပ်လွယ်လို့ပျက်စီးလွယ်လို့သူ့ကိုလည်းမြေအိုးလို့ဟောတာဟုတ်လားအဲမြေအိုးကိုဒီတိုင်းထားမယ်ဆိုရင် तू ကလှုပ်လွယ်တယ်တဲ့ကွဲလွယ်တယ်ပေါ့နော်သူ့ကိုကရွတ်ခွေပေါ်မှာတင်ထားမှ तू ကဘာဖြစ်မလဲတော့တီငိမ့်တယ် ဒီတိုင်းကရုတ်ခွေမပါလို့ရှိရင်ဒီမြေအိုးဟာဘာဖြစ်မလို့မြေတန်းလိမ့်နေမှာပေါ့နော်တခုခုနဲ့တိုက်မိတာနဲ့ဘာဖြစ်သွားမလို့ပျက်စီးမယ်အဲ့ဒါလို့ဆိုလို့ရှိရင်စိတ်မြေအိုးအတွက်နော်တည်ငြိမ်အောင်ထိုင်ပေတဲ့ကရုတ်ခွေကဘယ်ရလဲလို့မင်းအင်္ဂရှင်ပါပဲလို့ခေါ်တယ်ဟုတ်လားဒါကြောင့်မဲခင်ရှင်ပါကရုတ်ခွေပေါ်မှာကိုယ့်ရဲ့စိတ်ကိုညင်အောင်မလုပ်ရမလို့ထိုင်ရ